အားလုံးပဲမင်္ဂလာပါ The Story Children Book YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်ပုံမြင်လေးကဖိုးတဲ့နဲ့ဥဥတို့ပါဝင်ထားတဲ့ Super ကလေးဖြစ်နေဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဆ ्याम ရွှေမိရေးသားထားပြီးတော့စိုင်းခန့်လင်ကပြုတ်ပေါ်ရေးဆွဲထားပါတယ်ကေပုံမြင်လေးကိုစပြီးတော့ပြောကြပါမယ်ပုံမှန်မြင်ရတဲ့ကောင်မလေးကတော့ဥဥဖြစ်ပါတယ် ်ဥဥရဲ့ခန္ဓာကိုယ်မှာဘာတွေဖြစ်နေလဲဘာလို့ရှိနေလဲခလေးတို့ခံမှန်းကြည့်ပါဦးဖိုးတဲ့ဖြစ်ပါတယ်ဖိုးတဲ့မှာရောသူ့ခန္ဓာကိုယ်မှာဘာတွေဖြစ်နေလဲရှာပြပါဦးဦးနဲ့ဖိုးသေးတို့ကမောင်နှမတွေပါမနှက်စာကိုကောင်းကောင်းမစားဘဲကြောင်တက်ချင်ကြတယ်ရေမန်ချိုးဖို့လည်းပြင်ကြတယ်အဆိုးဆုံးကတော့သူတို့နှစ်ယောက်ဟာ အမြဲစိတ်ညစ်နေကြတာပဲ သူတို့ကိုသူတို့တငယ်ချင်းတွေကခေါ်မစော့ကြင်ကြဘူး။ဦးကညစ်ဖက်တယ်ဟေ့။ခြေထောက်မှာလည်းအနာတွေနဲ့ရေမချိုးတော့ကြီးတွေထက်ထက်နဲလို့လောင်ကြတယ်။ဖိုးသေးကတော့ဘောလုံးဖမ်းရတဲ့သူဖြစ်ချင်တာပါ။တငယ်ချင်းတွေဘောလုံးကန်တဲ့အခါဘောလုံးဖမ်းတဲ့နေရာနေချင်းလို့အမဲရန်ဖြစ်ရတာပေါ့။လူကောင်သေးတော့သူ့ကိုအရန်လူနေရာမှာပဲထားတဲ့ကွာ။ဒီတော့ဦးကတငယ်ချင်းတွေတွဲဆောတဲ့အခါအမဲဝင်ကစားချင်ပြီး ဖိုးသေးကတော့လူကောင်ထွားထွားကြီးဖြစ်ချင်လာပါတဲ့တရက်တော့ဖိုးသေးဟာเจ้าสาကြီးတိုက်ကနေဆောင်းလေးတုံငှားခဲ့တယ်။ဘာရဲ့လို့တော့မသိပေမဲ့မျက်နှာဖုံးမှာဗလားတောင်းတောင်းနဲ့လူတယောက်ပုံတွေ့လိုက်လို့ပါ။ဆောင်းထဲကအတိုင်းလေးကျင့်လိုက်ရင်ငါတော့ထွားကြိုက်မှတေးကြတယ်။ဖိုးတဲ့ဟာဆောင်းထဲကအတိုင်းလေးကျင်ငန်းတွေလုတော့တာပါပဲ။ဒိုက်တွေထိုးတယ်၊အိထမတ်တွေလုတယ်။အင်ကိုပတ်ပြေးတယ်။ဒါပေမဲ့လည်း သူ့မှာဖက်ဖက်မောရတာအဖက်တင်ပြီးတော့ခန္ဓာကိုယ်ကနာလာလို့ညကြရင်မိမိကဆေးလင်းပေးရတဲ့တနေ့တော့เจ้าကိုကျမ်းမာရေးပညာပေးအတွက်ဆံဝန်လေးတွေနဲ့ဆံဝန်မလေးတွေရောက်လာကြတယ်ဖိုးတဲတို့ဥဥတို့တွေကိုအခန်းကြီးတစ်ခုထဲစုဝေးပြီးတော့ကိုယ်လေးချိန်ချိန်ညာတွေအရက်တိုင်းညာတွေသွားကျမ်းမာရေးတွေအကုန်ဒီပါစစ်ပေးကြတယ်ဖိုးတဲတို့ကိုဆရာဝန်ကြီးတယောက်ကပြောတယ် အစားလဲစားရမယ်အိတ်လဲအိတ်ရမယ်တကွေတန်ရှင်းရေးလဲဂယုဆိုင်ရမယ်ကိုလဲလှူရှားမှုလဲလုပ်ရမယ်ဒါမှကျမ်းမာပြီးတမ်းမာတဲ့လူတယောက်ဖြစ်လာမှာတဲ့အစားစားရဆိုရမှာအာဟာရညတာတာတွေစားရမယ်အသားဓာတ်အချိုဓာတ်တွေကိုမြတ်မြတ်တတစားရမယ်အဝါရောင်ဒီအစိမ်းရောင်ရွက်တွေလဲစားနော်တနေ့ကိုကျောက်တလုံးစားရမယ်။ထမင်းကိုအချိန်မှန်မှန်စားရမယ်။မနက်စာကိုမှန်မှန်စားပေးရမယ်။ ရေလဲမြများတောက်ရမယ်။အသားတွေအသီးရွက်တွေကိုခြေမများပဲနဲ့စားသင့်သလောက်စားရမယ်။ဒါမှခန္ဓာကိုယ်ကအာရုံပြေမှာအချိန်မှန်လဲအိပ်ရမယ်နော်။ခလေးလေးတွေရက်ရှည်ဖို့ဆိုအချိန်မှန်မှန်နဲ့ညစုစောစောအိပ်ဖို့လိုတယ်ကွ။အရေးပြက်လာရင်ဘာကူမှအာရုံဆိုင်လို့မရတော့သလိုအာရုံကြောတွေလည်းအားနည်းလာတတ်တယ်။ညရင်ထက်တဲ့ခလေးတွေအရက်ရှည်တဲ့ခလေးတွေမဖြစ်ဖဲနဲ့နေမှာပေါ့။ နောက်ထပ်အရေးကြီးတာကတကွေတန်ရှင်းရေးပဲရေချိုးမပြင်းရဘူးတရက်ကိုအလဲဆုံးရေတစ်ခေါက်တော့ချိုးရမယ်ရေချိုးတဲ့အခါလဲမိမိခန္ဓာကိုယ်မှာကပ်နေတဲ့ကြီးတွေဖုန်တွေချွေးတွေကင်းစင်သွားအောင်ဆက်ပြာစချတိုက်ရမယ်အပြင်ကပြန်လာရင်လဲခြေတွေလက်တွေဆေးဖို့မပြင်းရဘူးအပြင်ကကပ်ပါလာတဲ့ဖုန်တွေအညစ်အကြေးတွေကိုယ်မှာကပ်မနေအောင်ပေါ့ကွယ် now အင်နာကထွက်လာရင်လဲလက်ကိုစင်စင်ဆေးဖို့မမေ့နဲ့နော် အစာမစားခင်နဲ့အစာစားပြီးချိန်တွေမှာလည်းလက်ကိုဆက်ပြာနဲ့ဆေးရမယ်။ပြီးတော့သွားလဲပုံမှန်ရမယ်နော်။မလက်တစ်ခါညတစ်ခါသွားတတ်ရမယ်။ဆေးကတဲ့အစာတွေစားပြီးရင်လည်းပုံမှန်သွားတိုက်တဲ့နဲ့။ဆေးကတဲ့အစာစာဆိုတာကလေးတို့သိကြိုက်တဲ့ချောကလက်တွေတရားလုံးတွေကောင်းရင်းလိုအစာစာတွေပေါ့နောက်တော့လေးချိန်ခန်းလေးတွေလည်းအချိန်ပေးလို့ရမယ်လမ်းလျှောက်တာပြည်တာပေါ့ အိမ်ထဲမှာပဲပြင်းပြီးထိုင်နေရင်တန်ဆွမ်းတဲ့ကလေးလေးတွေပဲဟုတ်တော့မလဲပြပြလောလောလေးနဲ့လေကိုဝါဝရှူရင်လမ်းဆန်းနေရမှာတာလို့သမီးတို့ရွယ်မှာစားတာအိတ်တာတကွေတန်ရှင်းရေးကိုဂယူးဆိုင်တာတွေလုပ်ရင်လူကြီးတယောက်ဖြစ်လာတဲ့အခါမှာကျမ်းမာတန်ဆွမ်းတဲ့လူတယောက်ဖြစ်လာမှာပဲဒီရွယ်ကတိတ်ကိုအရေးကြီးတယ်အရက်တွေရှည်လာဖို့ခန္ဓာကိုယ်ကျန်းမာဖို့ဒီရွယ်ကအရေးကြီးဆုံးပဲကွာ သားတို့သမီးတို့ကအရွယ်ရောက်ကြတော့မယ်နော်မိမိကိုခန္ဓာကို တပားသူကလာထီလို့မရတဲ့အစိပ်ပိုင်းတွေရှိတယ်ချော့လို့ပဲဖြစ်စေချော့ပြီးတော့ပဲဖြစ်စေလာထီရင်မခံရဘူးနော်ကိုမလို့လားပဲကိုနားရောက်လာရင်ဟောဒီမှာပြို့လို့အကျဲကြီးអော်ရမယ်ပြီးတော့သူများကိုလည်းသွားမချိရဘူးဖိုးတဲ့နဲ့ဥဥဟာမျောလင်းချက်အပြည့်နဲ့အိမ်ပြန်လာကြတယ်ညကြရင်ညစာစာစာကြည့်ပြီးဆော့ဆော့အိတ်ကြမယ်လို့လည်းတိုင်ပင်ထားကြသေးတယ် ညကိုဆောဆောအိပ်ပြီးမနဲ့နိုးတော့မောင်နှမနှစ်ယောက်ခြံထဲမှာ ကြက်တောင်ဆင်းရိုက်ကြတယ်။ပြီးတော့ရေချိုးဖို့လည်းအရင်ကလိုမပြောရဘဲနဲ့အားရပါရချိုးကြသေးတဲ့။မနဲ့စာကိုမမေပြင်ပေးတဲ့အတိုင်းတခြားစားလို့မမေတောင်အံဩရတယ်။ဖိုးတဲ့နဲ့ဦးဦးတို့ကဆရာဝန်ကြီးပြောတဲ့အတိုင်းအစာကိုပုံမှန်စားအချိန်ကိုတခြားအိပ်ပြီးလေ့ကျင့်ခန်းလေးလည်းမပြင်းမကြီးလုပ်ကြတယ်။တပတ်တစ်ခါကိုအလေးချိန်ချိန်ကြပြီးအရက်လဲတိုင်းကြသေးတယ်။ ီလိုနဲ့ဥဥလည်းစရုထာတန်းចောင်းသူကြီးဖြစ်လာပြီးတော့ဖိုးတဲ့ဆိုအလဲတန်းចောင်းသားကြီးဖြစ်လို့ចောင်းစိန်ပစိုးတော်ဝင်နေရပြီကဲသူတို့တွေဘာတွေပြောင်းလဲသွားလဲကြည့်ကြပါဦးနောက်တစ်ပတ်ကြာရင်ပုံမြင်တစ်ကလေးနဲ့ပြန်လဲဆုံတွေ့ကြပါမယ်အားလုံးပဲတက်တာပါ